အားလုံးမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်အဲ့တော့ဒီနေ့ဒါကျွန်တော်တို့အမ်ညနေမှာတော့အေးပေါ့ညနေပေါ့ညနေလေခေါ်မှာနေ့လေပဲခေါ်မှာကျွန်တော်ဒီနေ့နေ့လေမှာဒါကျွန်တော်နည်းနည်းလေးစကားပြောအောင်ပါတော့အဲ့တော့လက်ရှိမှာဒါ Tottenham Hotspur အသင်းနေနေဒါကျွန်တော်တို့ လာမယ့်ဒါကျွန်တော်တို့ပွဲစဉ်တွေမှာတော်တော်လေးကိုတိုင်ပတ်ပြီးလို့ပြောလို့ရတဲ့အခြေအနေတခုရောက်လာခဲ့တယ်။စပါးအသင်းအနေနဲ့အခုလက်ရှိဒါကျွန်တော်တို့ဘိုဒိုးနဲ့ဂလင်းရဲ့အိမ်ဝင်းရဲ့ပွဲစဉ်မှာတော့သူတို့ရဲ့ဒါကျွန်တော်တို့အဓိကကစားသမားဖြစ်တယ်။ဒါကျွန်တော် Jay Medicine တယောက်တန်ရာရခဲ့တယ်။အဲ့ဒီ Medicine ရဲ့တန်ရာကတော့ထင်တာအတပူပြီးတော့ပြင်းထန်ပြီးတော့လက်ရှိကြားရတဲ့သတင်းတွေအရဆိုရင်တော့ယာဒီဂုံတိငားမယ်ပေါ့နော်။အဲ့တော့ဒါကျွန်တော်တို့အသင်းလေးအနေနဲ့ဒါကျွန်တော်တို့လက်ရှိအနေထားရတာကျွန်တော်တို့ Champions ပေါ့ Europa League Final ရောက်ဖို့အတွက်ဒါကျွန်တော်တာဆူနေပြီ။ဘိုဒိုးနဲ့ဂလင်းရဲ့ဒါကျွန်တော်ဒုတိယသူတို့ရဲ့အိမ်ကမှာတော့ ကန်အားမမှိုင်မယ်အဲ့ဒီပွဲစမှာဒါကျွန်တော်ဖင်ပိတ်ကန်မယ်ဆိုရင်တော့ကျွန်တော်အနေနဲ့ final တက်လမ်းမှုရှိရပေါ့နော်အဲ့တော့လက်ရှိမှာဒါ spa သင်းရဲ့အဓိကကစားသမားတွေဖြစ်တဲ့ဒါကျွန်တော်တို့ jay medicine နဲ့ lucas parkway နှစ်ယောက်လုံးကတော့ယာဒီဂုံထိနာဘူးအတွက်တီချာတော့ဖြစ်သွားပြီပေါ့အဲ့တော့ကိုအတင်းကဒီတိုင်းမှာပဲခုနကပြောဆိုပဲဖလားရမယ်လို့ကြံလိုက်တိုင်းအမြဲတမ်းတိုင်ပတ်နေတဲ့အတင်းနဲ့မှာကိုဒီအတင်းမဲ့အမြဲတမ်းပါတယ်ပေါ့နော်အဲ့တော့ ဒါလက်ရှိဘူဘူးလောလောမှာတော့ကျွန်တော်ကောင်ကြီးဖြစ်တဲ့ Harry Kane တယောက်တော့မှတာကျွန်တော်တို့အဲဘိုဒက်စီကတိုက်တယ်ကိုမနီယာရသွားခဲ့တယ်ဘောနော Liverpool အသင်းကမနီယာတာကျွန်တော် Fryfat အသင်းကိုဒါရှုံးသွားလားတရေကျသွားလားမသိမယ်မနီကတာကျွန်တော် Liverpool အသင်းအနေနဲ့ဒါ Bayern Munich ကိုဒါကျွန်တော်တို့အမတ်အားဖြင့်ဗလိုက်နိုင်တော်တဲ့တော့ကျွန်တော်တရေဝင်တာကျွန်တော်တို့ Bayern Munich အသင်းကတော့ဒါကျွန်တော်တို့ဘိုဒက်စီကချန်ပီယံဖြစ်သွားတယ်ဘောနော်အဲ့တော့ Harry Kane ကတော့ဒါကျွန်တော်တို့ Spurs အသင်းကထွက်ပြီးဖလားရတဲ့ဒါနောက်ထပ်ကစားသမားတစ်ယောက်ဖြစ်လာခဲ့ပြီဖြစ်တယ်အဲ့တော့ ကိုရီးသင်းကအခုချိန်ထိရုန်းကန်နေရဆဲဖြစ်တယ်ပေါ့နော်အဲ့ဒါဒီထဲမှာကျွန်တော်ဘယ်သူမှမသနာပါဘူးဒါကျွန်တော်တောင်ကိုရီးယားကိုယ့်ရဲ့ကစားသမားတယောက်ဖြစ်နေတဲ့ဆွမ်ဟောင်မင်ပေါ့နော်ဆွမ်ဟောင်မင်နေနဲ့လည်းဒါလက်ရှိမှာစာချုပ်တက်တန်းနဲ့တစ်နှစ်တိုးထားတဲ့အတွက်ကြောင့်မလို့လာမယ့်နေရာဒီမှာဆရာသမားအနေနဲ့ဒီထက်ပိုကောင်းတဲ့အသင်းကိုပြောင်းသင့်တယ်လို့ပဲကျွန်တော်အနေနဲ့မြင်တယ်ဒါဘယ်လိုပြောလဲလက်ရှိအခြေအနေအရစပါအသင်းအနေနဲ့အကယ်၍ဖိုင်နယ်တက်ခဲ့မယ်ဆိုရင်တော့ United ကလည်းဖိုင်နယ်တက်ဖို့တည်ကြတော့ you are all english final ဖြစ်မယ်အနေထားမှာဒါဟိုတစ်ခေါက်ဒါကျွန်တော်တို့ လီဗာပူးနဲ့ပွဲစဉ်တုန်းကလည်းပဲမကန်ခင်ကတည်းကဒါကျွန်တော်တို့စောစောစီးစီးတဲ့အတိုင်းပတ်သွားရဆိုတော့ movement လို့ပြောရမယ်လက်ရှိမှာဒီလိုမျိုးပုံစံမျိုးပေါ့နော်စပါသင်းမှာလက်ရှိမှာပြဿနာကအဆိုးဆုံးက AM ကစားသမားဆက်စင်မရှိတော့ဘူးဒါကလူဗက်စကီဝင်ဆော့ဖို့ရရခိုင်နှုန်းပုံများပါပြီဒါပေမဲ့လက်ရှိဒါမနေ့ကဝက်ဆန်ပွဲစဉ်ကိုကြည့်ရင်သိလိမ့်မယ်ကလူဗက်စကီနေနဲ့ AM position ကိုဒါကျွန်တော်တို့ရာသီအစကဆော့ခဲ့တဲ့ကလူဗက်စကီမှာဟုတ်ရဲ့လားဆိုတဲ့မေးခွန်းကျွန်တော်ပြန်မေးရမယ်ဒီမှာပါတယ်တော်တော်လေးကိုပြောင်းလဲသွားတဲ့ကစားသမားတယောက်ဖြစ်သွားခဲ့တယ်ပြီးတော့သူ့အနေနဲ့သူ့ရဲ့ဒါကျွန်တော်တို့ဒဏ်ရာရသွားပြီးခဲ့အခုချိန်ဒဏ်ရာကပြန်လဲတက်တာ ီးကနေ့ကကလူဗတ်စကီရဲ့ခြေစွမ်းကအရင်နဲ့လုံးဝမတူတော့ဘဲနဲ့လုံးဝလုံးဝကိုပြောင်းလဲသွားတာကိုတွေ့ရမယ်အဲ့တော့စပါတစ်နဲ့ဒီလက်ရှိကွင်းလယ်ပိုင်းဆုံးရှုံးမှုကထင်နာထက်အများကြီးအများကြီးကြီးမာတယ်တစ်ဖက်ကတော့ကျွန်တော်မန်ချက်စတာယူနိုက်တက်ဒါကျွန်တော်ဖိုင်နယ်တက်မဲ့နည်းနည်းနဲ့ပြန်ကြည့်မယ်ဆိုသူတို့ကဒန်ရဲကစားသမားတွေကပြန်လာတဲ့အချိန်ကျွန်တော်တို့ကဂန်ဒန်ရဲကစားသမားတွေပူပူပြီးများလာတဲ့အချိန်ပေါ့နော်အဲ့တော့လက်ရှိအချိန်တွေကတော်တော်လေးကိုဒါအချိန်တွေကပို positive ကနေပြီး negative ပြင်းပြောင်းလာတယ်ပေါ့နော်အဲ့တော့ဒါဟို medicine တန်ရသွားခဲ့တာတော်တော်လေးကိုအဆင်မကောင်းဖြစ်တယ်ပေါ့ဆို medicine နေနဲ့အခုလက်ရှိ အခြေအနေမျိုးမှာတော့ဒါကျွန်တော်တို့တော်တော်လေးကိုဒါဟိုစိတ်မကောင်းစရာပေါ့ဗျာမနိုင်ပါဘူးကိုယ့်အသင်းအတွက်ရောသူ့ကစားသမားအတွက်ကစားသမားအနေနဲ့ခုလက်ရှိမှာကောလာဟာလာတွေရတာကျွန်တော် ACL လို့တောင်ကြားရတယ်မှာပါတချို့သတင်းတွေမှာဒါကျွန်တော်ဒူကောင်းလောက်ပဲဒူတန်အလောက်ပဲကြားပြီးတော့တချို့သတင်းတွေမှာဒါ ACL လို့ကြားရတယ်မှာပါအဲ ACL လို့ကြားရင်တော့ Manchester United Spa အသင်းနဲ့ဒူတာယာတီဝက်လောက်ထပ်ပြီးလွဲပြီးတော့လာမယ့်ဒါကျွန်တော် January လောက်မှာပဲပြန်လာဖို့အတွက်တည်ချသွားပြီဒါ Spa အသင်းအနေနဲ့ခုလက်ရှိအခြေအနေမျိုးမှာဆိုရင်တော့ဒီကစားသမားကိုလက်လွတ်ဖို့ရှိအဲ့တော့ လာဒီကဇဝဝစွာတဲ့နဲ့ဖလားရသည်ဖြစ်စီဖလားမရသည်ဖြစ်စီလာမင်းနွေရသည်မာဒါကျွန်တော်တီချာတကူကတော့ဒါ AM ကစားသမားကောင်းကောင်းတယောက်ကိုဒါကျွန်တော်တို့ဝေရဖို့အတွက်ပြင်ဆင်လာတော့မှဖြစ်တယ်အဲ့တော့လက်ရှိမှာစွာတဲ့ကဒါလိုင်းဝင်သိရတာကျွန်တော်တို့စာချုပ်ဖြတ်သိမ်းခြင်းတန်25တန်းနဲ့ရှိတဲ့ကစားသမားတယောက်ဖြစ်တယ်ဒါ Ryan Cherokee ကိုတော့လာမင်းနွေရသည်မာဝယ်ယူဖို့အတွက်စိတ်ဝင်စားနေတယ်ဒါပေမဲ့ပြဿနာကလာမင်းနွေရသည်ကိုခေါင်းထဲမှာမထည့်မနေအခုလက်ရှိအခြေအနေကိုထည့်မစွာတဲ့ကပြားတုပ်ပြီပေါ့နော်အဲ့တော့လက်ရှိဒါကျန်တဲ့ Premier League တွေကိုတော့ခေါင်းထဲမှာမရှိဘူးဆိုတော့အသင်းကတန်းမစင်တာတီချာသွားရတာပွဲချက်ဆိုတဲ့ ဒါကျွန်တော် Northern Voice တဲ့တင်းနဲ့ပဲကြံ့တော့တဲ့အတွက်ကြောင့်မို့ Spa တဲ့အတွက်ကသိပြီးတော့ပူစရာမလိုဘူးဒါပေမဲ့ပြဿနာကအခုလက်ရှိမှာဒါကျွန်တော်အကယ်၍ဒါဒါလာဒူပိုင် final ကိုပြောမှလည်းအခုလက်ရှိဘူဒိုနဲ့ဂလင်းဒါကျွန်တော်ဒုတိယအကြောမှာတော့မှ Spa တဲ့နဲ့တော်တော်လေးကိုဒါခဲရခဲစစ်ကန်မှုရှိတယ်ဒါအပြင်ခုနကပေါ် Spa တဲ့ကကန်ကောင်းသွားတာတခုပြောပါဆိုရင်တော့ဒါစကားကိုကိုဆုံးအောင်မပြောရမယ့်အချက်တခုကဘာလဲလို့ကျွန်တော်ပြောပါဆိုရင်တော့ Spa တဲ့နေနဲ့လာမဲ့ဒါကျွန်တော်တို့ အဲဘူရူနဲ့ကလေးပွဲစဉ်မှာခန့်စစ်ကစားသမားတွေကဒါပြပြဆဆုံနဲ့ဆဆုံလင်းလင်းရှိမယ်လို့ပဲပြောရမယ်နေတာမှရှိတယ်။အဲ့တော့ဒါခါတိုင်းဒါကျွန်တော်ပြပြထွက်သွားတဲ့ Medicel လေး Pedro Buru ပဲဖြစ်ဖြစ် Romero ပဲဖြစ်ဖြစ်ပေးလိုက်တဲ့ဘောလုံးတွေကိုအမြင်နဲ့ဒါကျွန်တော်တို့အဲ Daily Ali ပုံစံအတိုင်းလေးဒါကျွန်တော်တို့ပြပြထွက်သွားတဲ့ဒါကျွန်တော်တို့ မက်ဒီဆင်လေးဒါကျွန်တော်မပါလာနေတာတော်တော်လေးဥစားအားနေသွားပြီဖြစ်တယ်အဲ့တော့ကွင်းလယ်ပိုင်းရဲ့အဓိကကစားသမားနှစ်ယောက်ဆုံးရှုံးထားတဲ့စပါအသင်းနေနဲ့တော်တော်လေးဥဒါကျွန်တော်တို့တိုင်ပတ်သွားခဲ့ပြီလို့ပြောလို့ရမယ်ဒီမှာပါအဲ့တော့ဒါဘာနဲ့သွားတူလဲဆိုလက်ရှိမှာဒါ United က Bruno Fernandes တန်ရသွားတဲ့ပုံစံမျိုးနဲ့ခက်ဆစ်ဆင်ပါကျွန်တော်တို့သိရင်ဒါကျွန်တော်လက်ရှိအဓိကကစားသမားရဲ့တယောက်ဖြစ်တယ်အခုလက်ရှိမှာဒါဂိုးတွေတွင်းနေရောဂိုးတွေရောဖန်တီးပေးနေတဲ့မက်ဒီဆင်တယောက်တန်တန်ရသွားခဲ့တဲ့တော်တော်လေးကို အဲဆိုးသွားခဲ့ရွယ်ပြောလို့ရတယ်မှာတော့ဒါစပါတင်ရဲ့လက်ရှိရှင်ရင်းဆွဲဖလားမြော်လင်းကြတော့မှဒါကျွန်တော်တို့မြောင်းနဲ့ရောက်သွားတဲ့ပုံစံမျိုးနီးနီးတော့မှစဉ်းစားရမယ့်အခြေအနေတစ်ခုကိုရောက်သွားပြီလို့ပဲဆိုရမယ်ဒီမှာပါတော့ဒါဝန်နေစရာကောင်းပါတယ်တော်တော်လေးကိုဝန်နေစရာကောင်းတဲ့အဖြစ်ပြက်တစ်ခုပေါ့နော်ကျွန်တော်ရဲ့အမြင်မှာဆိုအဲ့တော့ဟိုလက်ရှိအခြေအနေရဆိုရင်တော့ ဘယ်လိုပြောရမှန်းတော့မသိပါဘူးဗျာကျွန်တော်ကတော့ကိုအသိန်းကြောင့်ကိုပြောရခုနကပြောရတာခါလဲဆိုဗျာကိုအသိန်းကြောင့်ကို confidence မရှိတာမှဒီတစ်ခါတော့အမှန်တိုင်းပြောမျော်လင့်တာတော့မဟုတ်ဘူးပေါ့နော်အဲ့ဒါ at least တော့ဒါကျွန်တော်တို့ဒါရင်ဆိုင်မယ်ဆိုရင်တော့မှလုံးဝအပြည့်ပေါ့နော်ဒါခုနကပြောဆိုကိုဘက်ကဒါကျွန်တော်တို့ဟိုအပြည့်ဝရင်ဆိုင်ပြီးရှုံးသွားတယ်ဆိုတော့လည်းခံရအခုကဗျာသိတယ်မှခံပြင်းပြီဗျာအမှဆိုလက်ရှိမှာဒါ final ပဲတက်တက်ဒါအခုလက်ရှိဘူတူကလည်းမရင်ဆန်ဆန်ကိုဘက်ကလူစည်းမရှိလို့ရှုံးသွားတယ်ဆိုတဲ့ feeling ကြီးက တော်တော်ကြီးကိုစိုးမယ်လေမြန်တဖက်ကတော့ခုနကပြောဆိုအကေဖိုင်နယ်တက်ပြီဆိုယူနိုက်တက်လို့အသင်းမျိုးကခုလက်ရှိမှာအာမက်ဒီယာသူတို့ဘာလို့ကလုံးဝလူလုံးဝလူတွေပြန်ပြည့်နေပြီဖြစ်တဲ့အတွက်ကြောင့်မလို့အေးစစ်ဖြစ်နေပြီဗျာဒီလားအဲ့တော့စိတ်မကောင်းဘူးဗျာဘာလို့ဆိုကိုယ်အသင်းနေနေတာကျွန်တော်တို့ဒါဘိုရူရှာပူချက်ဂျီနိုကစ်နောက်ပိုင်းမှာမှဒါကျွန်တော်ကွင်းလေပိုင်းဟုတ်ဆိုကျွန်တော်တို့ဒါဟိုဥရောပဖိုင်နယ်ပြန်တက်ဖို့အတွက်အခွင့်အရေးတွေရှိတဲ့ပွဲစဉ်တွေပေါ်မှာဘလို့မှလည်းဒါပြေဖို့ဟိုနီးပြောင်းလို့သွားပြစ်တယ်လို့မရပါဘူးသူကကစားသမားနေတာကွင်းထဲမှာဖြစ်သွားတယ်ဖြစ်ပြက်ဆိုတာဟိုဘယ်လိုပြောမှမနာမသိဘူးပေါ့နော်အဲ့တော့ ဘာပြောမှန်းတော့မသိခင်ဗျာတကယ်ပြောတာလားဘာပြောမှန်းတော့မသိအဲ့တော့ဟိုဖယားတကယ်ပဲကွနာပေါ်လို့ပဲတော့ကျွန်တော်တို့စပါးကိုဖလားမရစီကျွန်တော်စပါးဖလားရရင်ဘာအများဖြစ်မလဲတော့မသိဘူးเนาะအဲ့တော့ဒါကျွန်တော်တို့2008ခုနှစ်တုန်းကဒါကျွန်တော်စပါးဖလားရတော့ကျွန်တော်2008ဖွဲ့စည်းပုံကြီးဖြစ်လာလို့လားတော့မသိဘူးရှောက်ပြောတာဟေးလူဟေးတကယ်တကယ်ကွနာပေါ်လို့ပဲမနေ့ကအဲ့တင်းကြာကျွန်တော်လေးကိုတွေ့ရတယ်ဗောနော်အော်အေးပေါ့ငါတို့လည်းဟိုနောက်ထပ်ဘယ်နှစ်လောက်ဒီဖလားမရတဲ့ကံတစ်ခုပါအောင်မလဲဗောနော်အဲ့တော့ ဟိုသူများသိနေဆိုကြည့်ရရပါတယ် final ပါညာရောက်ခဲ့ပြီဆိုရင်ဒါကျွန်တော်တို့အမြဲတမ်းလူလူဒါကစားသမားတွေပြန်ပြန်ပြီးဆုံနေလာဒါပေမဲ့ဘောကမှာတော့ကျွန်တော် final မှာဒါလူမဆုံမင်းနဲ့ဒါကျွန်တော်ဖလားရသွားခဲ့တဲ့ Chelsea ရှိတယ်ဘောနော်မမေရဒါ Champion League တုန်းကဒါ John Terry ရေဒါကျွန်တော် Ivan Dovey ရေပြီးတော့ Blue ရေလည်းမသိဒါကျွန်တော်လုံးဝလူမရှိတယ်မမေရအဲတုန်းက Ryan Bartrand အောင်မှာဒါကျွန်တော်တို့ Champion League final မှာမှပွဲထွက်ခွင့်ရတယ်အဲပွဲထွက်ခွင့်ရတဲ့ Champion League final မှာဒါ Bartrand တို့အုပ်စုဒါကျွန်တော်ဖလားရသွားခဲ့တယ်ဘောတော့ဒါကိုတော့ကျွန်တော်ဒါ motivation ယူလို့ရရမယ်စပါးကစပါးပါပဲတစ်ဖက်ကဒါကျွန်တော်တို့ဘယ်လိုပဲတက်လာတက်လာဒါဘီဘာဝကမတက် လုံးမတက်ဖို့များကန်ယူများပါရယူနိုက်တက်တာကဲမယ်တော်တော်လေးကိုအခြေအနေမကောင်းတော့အဲ့တော့စပါတော့ပြားတုတ်ပြီးပြပြဿနာသေးတာပြားတကယ်တုတ်ပြီးဘုရားစုပြားတုတ်အဲ့တော့ဘလူးဘလူးဒီကိစ္စအောင်တာနီးပြနဲ့ဘလူးရင်ဆိုင်ပြကျွန်တော်တော့တော်တော်လေးကိုစိတ်ဝင်စားတယ်အဲ့တော့ဟိုလူလေးဒါဆော့ဆုံလင်လင်နဲ့ဒါကစားပေါ်အတင်းတင်းကိုစော့မယ်လို့ကြံလိုက်တိုင်းအဲ့လူကအမြဲတမ်းဒဏ်ရာပြပြန်ပြီးရရသွားတယ်ပေါ့နော်အဲ့တော့ ဘာဒီဘယ်လိုလုပ်ရမလဲမသိတဲ့ပြဿနာတော့ခဏခဏဒါကျွန်တော်ကြုံနေရပြီအဲ့တော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တော့စိတ်ပြက်တယ်ဝင်တော့ဘာမှကိုယ်လည်းဘာမှလုပ်ပေးလို့မရဘူးเนาะအဲ့တော့ကိုကျွန်တော်တော့နောက်ဟိုကွန်မန့်နေတော့တော့နှုတ်ဖူးတာရှိတယ်ပြက်လိစငါမှဒူးဒူးဒူးနှစ်ခုရှိတယ်ဗောနော်ငါဒူးတစ်ခုကတော့တိတ်သုံးရမရှိမင်းယူမလားလို့သူတော့နှုတ်ဖူးတယ်အဲ့တော့ဟိုစိတ်မကောင်းကြဘာမှတော့လုပ်လို့မရရမယ်ဒါကန်ကန်ပေါ့ဗျာဟုတ်တယ်မလားဒါဟိုဟယ်ရီကိန်းတောင်ဖလာရသွားပြီဆိုတော့ကိုယ်တွေလည်းဒါမဝေးတော့မဝေးတော့ဘူးလို့မြင်ပါတယ်ဒါနှစ်မနောက်နှစ်ကျရင်တော့ဥရောပဘာညာဆိုတော့ပြည်တွင်းဖလာရတဲ့ချက်တော့ကြီးရမယ်တဲ့မှာပါတာဗောနော်အဲ့တော့ မြေတို့ပဲစိုးစေကမှုစပါတဲ့တော့ကဒါကျွန်တော်တို့ထိုးနှက်ချက်တော်တော်လေးကိုကြီးမားမယ်ဒါကျွန်တော်အခြေအနေတစ်ခုလို့ပြောပြရစီပေါ့နော်အဲ့တော့ဘယ်လိုပဲပြောစိတ်မကောင်းဘူးဗျာအဲ့လူတွေညာကလေးအဲ့တရင်ချကလေးဘူးနေတာအခုချိန်ဒီလဲစိတ်ထဲမှာတမျိုးပဲပေါ့နော်အဲ့တော့ဘယ်လိုပဲပြောမြေတို့ပဲစိုးစေကမှတကယ်စိတ်မကောင်းဘူးအဲ့တော့ဒါမှပြားတုပ်ပြီအဲ့တော့ဘူရူရန်ကလင်ဒုတိယကြော့ပွဲစဉ်အောင်ဖင်ပြဲအောင်ဆော့ရမယ်သဘောမှရှိပါတယ်အဲ့တော့ဒါခန်းစစ်ကောင်းကောင်းနဲ့ဆော့မယ်ဆိုတော့ဘူရူရန်ကလင်မှာဂိုးမပေးဘူးဆိုတော့အဆင်ပြေပါတယ်ဒါကတော့ဖိုင်နယ်တက်ပြီဆိုရင်တော့မှခက်ကွင်းလေကစားသမားမပါတဲ့ဒါကျွန်တော်စပါအသင်းကိုခင်ဗျားတို့မြင်ရတော့မှဖြစ်ပါတယ် ခြေမကောင်းဟိလူရဲ့လက်ပါပဲ ဖလုံးပွဲတွေကိုကြီးရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3 point ဆိုနဲ့ db 42တို့မှာကျေးလို့ဆံပေါင်းကွန်ကျလို့ရပါတယ်။မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါနဲ့။အောက်က comment တွေထဲမှာလည်း youth sport media 3 point ဆိုနဲ့ db 42ရဲ့ link တွေကိုထည့်ပေးထားခြင်းကြောင့်မတော်ကွန်ကျပေးလို့ရပါတယ်။ကျွန်တော် youtube channel လေးကို like and subscribe လေးပြုကျွန်တော်အားပေးလို့ရရ။မြန်မာလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့။မြန်မာကလစ်မှာမြန်မာနာဖြစ်ပါတယ်။အားလုံးမကြုံပါနဲ့။ကောင်းမွန်သောနေ့လေးဒီနေ့ဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့ရဲ့နောက်မှာ AA စစ်စစ်တွေ့ကြတာပေါ့။အားလုံးမကြုံပါနဲ့။ကောင်းမွန်သောနေ့လေးဒီနေ့ဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပြီးနေပဲ။ တီးပေါ်ပဲအားလုံးမကြည့်ဘူးမှာလေဗျ